ဟယ်လို guys အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ eat with pure page လေးမှာပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီကနေ့မှာတော့မြန်မာပြည်လွမ်းပြည်ထမင်းကျော်လေးကြော်ပြမှာဖြစ်ပါတယ် okay ဆိုတော့ကျွန်တော်ဒီနေ့မှာတ냐သိထားတဲ့ထမင်းလေးကိုအသုံးပြုပါမယ်ပြီးရင်ကြက်သွန်နီလေးကိုပါပါလှိထားမယ်စနွင်းသုံးမယ်စားသုံးမယ်ပြီးတော့ကျွန်တော် CO ရော canola white hindi hin ရွက် CO အသုံးပြုထားပါတယ် ကဲဆိုတော့ကျွန်တော်တို့စကြပါမယ်ကက်စမီဘိုလေးကိုမီးဖွင့်မယ်မီးကတော့မီးအေးလေးနဲ့ပဲကြောမှာဖြစ်တဲ့အကြောင်းမလို့ဒီတိုင်းလေးထားပါမယ်ဒီနေရာမှာကျွန်တော်အူလေးကိုသီးခံပြီးတော့ကြည့်ပေးပါအမကျွန်တော်စီထည့်ပါမယ်စီကိုအိုးပူတဲ့ဒီခဏလေးတည့်ပေးပါမယ်ပြီးလို့ရှိရင်စီကျက်လာပြီဆိုရင်ကျက်တော်နီလေးထည့်ပြီးတော့စီတက်မယ်ကျက်တော်နီလေးထည့်ပြီးရင်ကျွန်တော်စနွှဲလေးပါထည့်ပြီးစီတက်ပေးပါမယ်ဒါမှမဟုတ်စနွှဲကိုအများကြီးမသုံးပါနဲ့စနွှဲနဲ့နန်းသွားမှဖြစ်သည့်အတွက်ကြောင့်မလို့ပါ တော့ကျွန်တော်ကြက်သွန်းလေးလေးတွေကိုစီတက်ပြီးတော့အယောင်လေးပြောင်းလာပြီးဆိုတာနဲ့ကျွန်တော်ဒီပိုင်းနဲ့ထမင်းလေးတွေခြီးထားတဲ့ထမင်းလေးတွေကိုကျွန်တော်ထည့်လိုက်ပါမယ်ထည့်ပြီးကျွန်တော်အပေါ်အောက်တမအောင်မွေးပါမယ်မွေးပြီးွားရင်ကျွန်တော်စားလေးအနေငယ်လေးထည့်ပါမယ်ပြီးရင်တော့ရောတမမွေးပြီးတော့မှ အရာလာရှိတဲ့ breakfast လေးဖြစ်တယ်။ခမင်းကျော်ပူပူလေးကိုစားသုံးနိုင်ပြီဖြစ်ပါတယ်။ဒီနေရာမှာတော့ကျွန်တော်ဖဲပြုတ်မရှိတဲ့အကြောင်းမလို့ဖဲပြုတ်လည်းမချိုးပြထားပါဘူး။ကျွန်တော်မှာငါးချော်ရှိတဲ့ငပီတောင်းလေးနဲ့ကျွန်တော်မနက် breakfast လေးစားလိုက်ပါတယ်။ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးများကြီးပဲတင်ရှိပါရခင်ဗျာ။